ောက်ဖြူမှာဘုံကျဲခံရလို့ဆေးရုံနဲ့နေအိမ်တွေပျက်စီးတဲ့အကြောင်းအမ်ဘရယ်လန်နဲ့ရေကန်ဖြူဟာစခန်းအနီးနည်းမြေတချို့ကိုအေးအေးထိန်းချုပ်လိုက်တဲ့တဲ့တင်တဝဲအထူးစီးပွားရေးဆောင်အရက်ဖက်အဖွဲ့တွေကန့်ကွက်တဲ့အကြောင်းနဲ့ ICC ဖန်ဝရန်နဲ့ဖိလစ်ပိုင်သမရဟောင်းဒူတာတင်ဖန်ဆီးခံရတဲ့အကြောင်းတွေအပါအဝင်ဒီကနေ့နေ့လည်ခင်အထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ပြသွားမှာပါရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စနဲမြို့တိုက်နယ်စေးရုံနယ်ကတ်တပြေရွာကိုစစ်ကောင်စီတပ်ကမတ်လ10ရက်နေ့မနေ့ကဒရုန်းနဲ့ပုံကျဲခဲ့တာကြောင့်ရဲသားတစ်ယောက်သေဆုံးပြီးတော့စေးရုံအဆောက်အုံပါဝင်နေအိမ်20လောက်မိလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါရယ်။ကြောက်ဖြူရှေဆိုင်တောင်မော်ကြီးရေတပ်စခန်းကနေဒရုန်းတွေလွှတ်တင်တိုက်ခိုက်ခဲ့တာလို့ဒေသခံတယောက်က RFA ကိုပြောပါရယ်။မတ်လ6ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်ဥကင်းရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ောက်နေအိမ်190နီးပါးမီးလောင်ပျက်စီးခဲ့ပါတယ်။ဒီရှင်တွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးရှင်။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်အမ်ဘရန်လမ်းပေါ်ကနေရီကန်တောင်ဗျူဟာစခန်းအနီးကလင်းတဲရွာနဲ့အနီးပတ်ဝန်းကျင်ကိုအာရခတ်တပ်တော်အေကမတ်လ၈ရက်နေ့ကတိမ့်ပိုက်ထိန်းချုပ်လိုက်တယ်လို့ဒေသခံတွေကပြောပါရတယ်။ လက်အကန်တောင်ပြူဟာစခန်းကိုတိမ့်ပိုက်နိုင်ရေးအတွက်စခန်းအနီးကနေမြေတချို့ကို A ကတိမ့်ပိုက်ထိန်းချုပ်လိုက်တာလို့ဆိုပါရယ်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းသုံးခုခံနေသလို A နဲ့ပူးပေါင်းတပ်ကလည်းစခန်းပတ်ပတ်လည်ကနေပိတ်ဆို့တိုက်ခိုက်နေတဲ့အပြင်စစ်ကူစစ်ကြောင်းတွေကိုပါကြားဖြတ်တိုက်ခိုက်နေတာကြောင့်နေစဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံကပြောပါရယ်ရှင်တဝဲအထူးစီးပွားရေးစုံစီမံကိန်းကိုစစ်ကောင်စီက ရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့စီစဉ်နေတဲ့အပေါ်တင်းနှသာရေးအခြေဆိုင်အရက်ဖက်အဖွဲ့နဲ့နိုင်ငံရေးအင်အားစုစက်တပ်ဖွဲ့ကကန့်ကွက်လိုက်ပါတယ်။အရက်သားတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကဥဆောင်အကောင့်ထဲပေါ်မှာစီမံကိန်းကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှနဲ့လူအခွင့်အရေးရှုဖောက်မှုပုံများလာနိုင်တာကြောင့်ကန့်ကွက်တာလို့ဆိုပါတယ်။ဒီစီမံကိန်းကို Federal Democracy ညချာဒေသခံတွေကိုယ်တိုင်တင်မြှောက်တဲ့အစိုးရကသာဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်လို့လည်းပြောပါတယ်။ဒီစီမံကိန်းမှာရေနက်စိတ် ်ကန်ကြောင်မီသွေးတုံလျက်စစ်ဓာအားပေးဆက်ယုံရေနံချက်ဆက်ယုံတွေအပြင်ဆက်မှုဆောင်စီမံကိန်းတွေရေကာတာထိုင်းမြန်မာနယ်စပ်ဆက်သွယ်ထားတဲ့အဝေးပြေးကားလန့်နဲ့ရထားလန့်စီမံကိန်းတွေပါဝင်ပါတယ်ရှင်။ မန္တလေးတိုင်းဝင်းတွင်းမြို့နယ်ကရွာတွေမှာမက်ရှ်လာပထမပတ်အတွင်းအမျိုးသမီးတွေအပါအဝင်လူငယ်90ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတွေက RFA ကိုပြောပါရတယ်။မြို့ပေါ်ကတဲတော်စီနေပူကုန်းမကြီးအုပ်အပါအဝင်ရွာ10ရွာကျော်ကဒေသခံတွေဖမ်းဆီးခံခဲ့ရတာလို့ဆိုပါရတယ်။စစ်ကောင်စီတပ်ဟာရွာတွေထဲအင်အားအလုံးအရင်နဲ့ဝင်ရောက်ဖမ်းဆီးတယ်လို့လမ်းသွားလမ်းလာလူငယ်တွေကိုလည်းဖမ်းဆီးခဲ့တာလို့ဆိုပါရတယ်။တချို့ကိုငွေကြေးနဲ့ပြန်လဲရွေးခိုင်းပြီးတော့တချို့ကိုတော့စစ်မှုထမ်းဖို့ခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေကပြောကြပါဗျ။ဝင်းတွင်းမှာအခုလိုဖမ်းဆီးတာတွေဇက်တိုက်ရှိလာတာကြောင့်လူငယ်တွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါဗျ။ထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်မှုကြောင့်ဖမ်းဆီးပြစ်ဒဏ်ချခံရပြီးမြန်မာနိုင်ငံကိုပြန်ပို့ချိန်စစ်မှုထံဖမ်းဆီးခံခဲ့ရတဲ့သူနှစ်ယောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကိုခိုးလုံလာခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အသက်30အရွယ်ကိုတက်နိုင်ထွေးနဲ့ကိုနိုင်ဝင်းထွန်းတို့ဟာထိုင်းနိုင်ငံရန်နောင်းမြို့မှာအရှုပ်ကျခံရပြီးတဲ့နောက် ကော့တောင်းမြို့ကိုဇန်နဝါရီလ22ရက်နေ့မှာပြန်လည်ပို့ဆောင်ခံခဲ့ရတာပါသူတို့ကိုစစ်ကောင်စီတပ်ကဘိမ်းမြို့ရွှေဒူးရွာမှာရှိတဲ့တိုက်ခိုက်ရေးနဲ့စီယုံရေးတင်နန်းကြောင်ကိုဇန်နဝါရီလ29ရက်နေ့မှာပို့ဆောင်လိုက်တာလို့ဆိုပါတယ် ပြားပြင်းနယ်လွိုက်ကောအကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသား၄ယောက်ကိုလွတ်ရက်စေပေမဲ့ပြန်မလွတ်ပေးဘဲနောက်ထပ်ပုံမှန်တွေနဲ့ဆက်လက်ဖမ်းဆီးထားတယ်လို့ကီနီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်၂023ခုနှစ်အတွင်းမတရားအသင်ဆက်သွယ်မှုပုံမှန်71နဲ့ဖမ်းဆီးထောင်ရှားခံထားရတဲ့နိုင်ငံရေးအကျဉ်းသား၃ယောက်နဲ့အကျဉ်းသူတယောက်တို့ဟာ2024ခုနှစ်နိုဝင်ဘာလကုန်ပိုင်းကတည်းကလွတ်ရက်စေခဲ့ပေမဲ့စစ်ကောင်စီကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေပုံမှန် နှစ်ကနဲ့ဆက်လက်ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ကြားပြည်နယ်ပြောခွင့်ရသူလက်ထောက်ညွှန်ကြားရေးမှူးဦးစာနီမောင်ကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးရှင်။ ဖိလစ်ပိုင်သမ္မတဟောင်ရိုဒရူကာဒူတာတေးကိုနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC အမိန့်နဲ့မနီလာလေးစိတ်မှာမတ်လ17ရက်ဒီကနေ့မှာရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်တဲ့အကြောင်းဖိလစ်ပိုင်အစိုးရကထုတ်ပြန်ပါတယ်။ဒူတာတေးဟာဟောင်ကောင်ကရောက်ရှိလာပြီးတဲ့နောက်ဖမ်းဆီးခံခဲ့ရပြီးတော့သူ့ရဲ့သမ္မတတပ်တန်းအတွင်းမူရစ်စေဝါနှိမ်နင်းမှုတွေမှာလူပေါင်း6000ကျော်ကိုတပ်ဖြတ်မှုအတွက် ICC ကစုံစမ်းစစ်ဆေးနေတဲ့အကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာ Interpol ကမနီလာမှာ ICC ရဲ့ဖမ်းဝရမ်းတရားဝင်မိတ္တူကိုလက်ခံရရှိခဲ့တာလို့ဆိုပါရယ်။တမရဟောင်းဟာလက်ရှိမှာအာဏာပိုင်တွေရဲ့ချုံနောက်မှုအောက်မှာရှိနေတယ်လို့ CNN သတင်းကဖော်ပြပါရယ်ရှင်။မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေကကဲတင်ထားတဲ့မလေးရှားနိုင်ငံသား26ယောက်ကိုမတ်လ17ရက်ဒီကနေ့မှာပြန်လည်ခေါ်ယူဖို့ရှိတဲ့အကြောင်းမလေးရှားသတင်း The Star ကဖော်ပြပါဗျာ။ သူတို့ကိုမြန်မာနိုင်ငံတဲကမတူညီတဲ့နေရာ၃ခုကကက်တင်ခဲ့တာဖြစ်ပြီးတော့အမျိုးသမီး၃ယောက်ပါဝင်တယ်လို့လည်းဖော်ပြပါရယ်ဒီကနေ့မှာပဲကြားဖြန့်ကကက်တင်ထားတဲ့အိန္ဒိယနိုင်ငံသား290ကိုဒုတိယအထုပ်အဖြစ်အိန္ဒိယအစိုးရကမဲဆောက်ကနေပြန်ခေါ်မယ်လို့ဒေတာရင်းသတင်းတွေကဖော်ပြပါရယ်လိမ့်လဲလုပ်ငန်းတွေကကက်တင်ထားတဲ့အိန္ဒိယနိုင်ငံသား940ရှိပြီးတော့မနေ့ကတော့ပထမအထုပ်အဖြစ်280ကျော်နေရပြန်ပို့ခဲ့ပြီဖြစ်ပါရယ်ရှင် ဒီကနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါလွတ်လပ်တဲ့အာရှတန် RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရင်မြို့သူပါရှင်